10မိနစ်တရားနည်းနည်းပြောပေးမယ်ဗျာเนาะ10မိနစ်စာလောက်ပြောပြီးတော့မှရေစက်ချပေးပါမယ်အားလုံးသောဆွေတော်မျိုးတော်တို့လက်ဥချီလေးတွေချပြီးတော့မှ ချမ်းသာသောဣရိယာပုဖြစ်တရားတော်ကိုနိုင်ယူပန်းစင်လို့ရပါပြီတရားကောင်းပေါင်းတို့ဘောရောလောကေတမုပ္ပန္နောဟိတာယသဗ္ဗပန္နိနံဓမ္မောလောကေတမုပ္ပန္နောဒုက္ခာယသဗ္ဗပန္နိနံသံဃောလောကေတမုပ္ပန္နော ပုံညာယသဗ္ဗပန္နိနံဘုရားမြတ်စွာဘုရားသည် သဗ္ဗပါဏိနာအလုံးစုံသောတတဝါတို့၏ဟိတာယမက်ဖို့နိဗ္ဗာန်၏ဟူသောအကျိုးစီးပွားအလုံးငါလောကီလောက၌သမုတ်ပံသောကောင်းစွာပွင့်ထွန်းတော်မူခဲ့ပါပေ၏ဤစကားသည်မင်္ဂန်၌သစ္စာစကားဖြစ်ပါသည်ဤမင်္ဂန်သည့်သစ္စာစကားတို့ကြောင့်ယင်းဤစီဝေရရှိလာတဲ့အာလုံးသောသာသနာဆွေတော်မျိုးတော်များအမိမြမပြည်သူပြည်သားကဘာသူဝါသား31ပုံသားများအားလုံးလူနတ်မြမတော်ဝါအားလုံးဘေးရန်ခတ်သိမ်းခြင်းကြပါစေဒေါသခတ်သိမ်းခြင်းကြပါစေရောဂါခတ်သိမ်းခြင်းကြပါစေ ဆင်းရဲခံတဲ့ငြိမ်းကြပါစေနှလုံးစိမ်ဝမ်းအေးချမ်းကြပါစေတို့တော်ကောင်းတို့ကိုစီကိုစီခန္ဓာဝန်သာသနာဝန်ကိုလွယ်ကူစွာဆောင်းတော်မူနိုင်ကြပါစေဓမ္မမြတ်စွာဘုရားဟောကြားတော်မူသောတရားတော်များများသည်တပ္ပပါဏိနာအလုံးစုံသောတတဝါတို့၏ဒုက္ခရမဲ့ဖို့နိဗ္ဗာန်ဆိုတဲ့ချမ်းသာအလုံးငါလောကီလောက၌သမုတ်ပံတော်ကောင်းစွာပွင့်နှံ့တော်မူခဲ့ပါပေ၏ဤစကားသည်မင်္ဂန်နှင့်သစ္စာစကားဖြစ်ပါသည်ဤမင်္ဂန်သည့်သစ္စာစကားတို့ကြောင့်ယနေ့စီဝရရှိလာတဲ့အလုံးသောဆွေတော်မျိုးတော်များ အိမ်ရှင်မိသားစုဝင်များတဲနာပြိတ္တာများအမိမြမပြည်သူမိသားများကဘာသူဝါသားများ30ပုံသားများအားလုံးလူနတ်မြမတော်အားလုံးအရင်ဒီညာရက်၄မျက်နှာရက်၈မျက်နှာအရက်၁၀မျက်နှာမှရှိတဲ့မြတ်သောပုဂ္ဂိုလ်တွေမမြတ်သောပုဂ္ဂိုလ်တွေဘေးရန်ခတ်သိမ်းခြင်းကြပါစေဒေါသခတ်သိမ်းခြင်းကြပါစေရောဂါခတ်သိမ်းခြင်းကြပါစေဆင်းခတ်သိမ်းခြင်းကြပါစေနှလုံးစိမ်ဝါအိတ်ချမ်းကြပါစေတော်တော်ကိုကိုစီကိုစီခန္ဓာဝင်သာသနာဝင်ကိုလွယ်ကူစွာဆောင်းတော်မူနိုင်ကြပါစေတန်ခေါ်မြတ်စွာဘုရားတပိသာတန်ခါ အရိယာတန်ကတော့ရှင်မြတ်ပေါင်းတို့သည်တဗ္ဗပါဏိနာအလုံးစုံသောတတဝါတို့၏ပုံညာရကောင်းမှုမျိုးစုံစိုက်ပြောင်းအလို့ငါလောကီလောက၌သမုတ်ပန်သောကောင်းစွာပွင့်ထွန်းတော်မူခဲ့ပါပေ၏။ဤစကားသည်မင်္ဂန်နှင့်သစ္စာစကားဖြစ်ပါသည်။ဤမင်္ဂန်သည့်သစ္စာစကားတို့ကြောင့်အိမ်ရှင်မိသားစုဝင်များတရားနာပရိသတ်များယနေ့ဆေးရရှိလက်အားလုံးသောသာသနာ့ဆွေတော်မျိုးတော်များအမိမြမပြည်သူပြည်သားများကဘာသူဝါသားများ32ဝန်သားများအားလုံးလူနတ်ပြည်မှာတတော်အားလုံးဤအိန္ဒိယရဲ့၄မျက်နှာရဲ့၈မျက်နှာရဲ့၁၀မျက်နှာမှာရှိတဲ့ မြင်အပ်သောပုဂ္ဂိုလ်တွေမမြင်သောပုဂ္ဂိုလ်တွေဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရောဂါခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတို့တော်ကောင်းတို့ကိုစီကိုစီခန္ဓာဝန်သာသနာဝန်ကိုလွယ်ကူစွာဆောင်းတောင်းမှုနိုင်ကြပါစေအားလုံးသောသာသနာဆွေတော်မြို့တော်ပေါင်းတို့ဒီနေ့ဒီမှာစီဝေရောက်ရှိလာတဲ့အားလုံးသောတို့တော်စင်အသီးသီးတို့သည်ဓမ္မလမ်းကြောင်းမှာရှောင်းလန်းနေတဲ့တို့တော်စင်တွေဆိုပြီးတော့မှတစင်တည်ရတဲ့အတွက်အလွန်လဲဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ် အဲ့တော့ဓမ္မလမ်းကြောင်းကိုရှောင်းလန်းနေတဲ့ပုံကိုယ်လေးဖြစ်တယ်။တရားဓမ္မလူလာတဲ့ပုံကိုယ်လေးကိုကိုဆွမ်းနိုင်တဲ့လောက်ဘေးကနေလက်လန်းမိတော့ကုညီမှုတွေပေးနေတဲ့ပုံကိုယ်လေးဖြစ်သေးတဲ့တော်တော်ကောင်းတို့မြတ်စွာဘုရားကိုအကောင်းဆုံးဓမ္မနုဓမ္မပฏิပအကျင့်မြတ်နဲ့ပူဇော်နေတဲ့ပုံကိုယ်လေးဖြစ်ပါတယ်။ဓမ္မနုဓမ္မပฏิပအကျင့်မြတ်နဲ့ပူဇော်နေတဲ့ပုံကိုယ်များဟာဘာနဲ့အလားတူတူတည်းလဲဆိုတော့မြတ်စွာဘုရားကတပိသားတန်ခါတွေကိုပေးတော်မူတဲ့ဥမာလေးတစ်ခုရှိပါတယ်ချက်သားတို့ စီးစင်းတဲ့ရေမြအလွန်မဲ့ကြည်လင်တန့်ရှင်းတယ်။မစီးစင်းတဲ့ရေအသေးတို့မိဒီမှာအလွန်ညစ်သေးတယ်။စီးစင်းနေတဲ့ရေသည်အမြဲတမ်းအလဲလဲဖြစ်နေတဲ့အတွက်အဲ့ဒီရေကိုတောက်ရင်လည်းအဆင်ပြေတယ်။အဲ့ဒီရေကိုချိုးမယ်ဆိုလည်းအဆင်ပြေပါတယ်တဲ့။မစီးစင်းတဲ့ရေအသေးများကျတော့အလဲလဲမရှိတဲ့အတွက်အဲ့ဒီရေကိုတောက်ရင်လည်းယောဂါတွေရနိုင်တယ်။အဲ့ဒီရေကိုချိုးရင်လည်းပဲအရေးပါယောဂါတွေဖြစ်သွားနိုင်တယ်။အဲ့ဒီအတွက်ကြောင့်စီးစင်းတဲ့ရေများလို့ တရောင်းတို့ဥစဉ်လည်းဒီစိတ်ကိုအမြဲတမ်းကုသိုလ်တွေနဲ့ရှင်သန်ပေးနေရမှာဖြစ်တယ်တဲ့မိရဲ့စိတ်နှလုံးကိုဒါနာကောင်းမှုတွေနဲ့ထုံမှန်းထားမယ်ဂုဏ်တော်မြတ်တာတွေနဲ့ထုံမှန်းထားမယ်တတိပဏဝိပဿနာတရားတွေနဲ့ထုံမှန်းထားမယ်ဆိုလို့ရှိရင်ဒီစိတ်ကလေးဟာကြည်လင်တန်ရှင်းပြီးတော့မှစီးဆင်းတဲ့ရေများလိုပဲအလွန်အေးမြတယ်အလွန်အေးချမ်းတယ်တဲ့အကယ်လို့တရောင်းတို့ဥစဉ်တို့ကဒီစိတ်ကိုဗျာမရာပြစ်ထားလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်ကလေးဟာမတန်ရှင်းတော့ဘူး မတန်ရှင်းတော့ရေသေးနဲ့သွားတူပြီရေသေးနဲ့သွားတူတဲ့အတွက်ယောဂီတို့ရေသေးတို့မိဒီမှာတောက်လို့လည်းအဆင်မပြေချိုးလို့လည်းအဆင်မပြေဘူးဘာလို့လဲညစ်သေးနေလို့လူပေါင်းစုံကလာပြီးအညစ်အကြေးတွေလျှော့ဖို့မယ်ကျွဲနာတိရိစ္ဆာန်တွေကအဲ့ဒီရေကိုလာတောက်မယ်အညစ်အကြေးတွေဆွန့်သွားမယ်ရေဟာအလဲလံမရှိတော့ညစ်သေးနေတယ်ညစ်သေးနေတဲ့ရေကိုအသုံးပြုရင်အသုံးပြုသူတွေယောဂါပြရတာတေချာဖို့ရမှာပဲအဲ့ဒီဥပမာပဲဒီစိတ်မှလည်းကိလေသာတွေဟာအမြဲတမ်းဝင်ရောက်ပြီးနှိမ့်ဆက်နေမယ်ဆိုလို့ရှိရင် အဲ့ဒီစိတ်ကလေးကမတန်ရှင်းတော့ဘူးမတန်ရှင်းတော့တဲ့အတွက်လောဘကိလေသာဒေါသကိလေသာမောဟကိလေသာတွေချေလဲခံရတဲ့အတွက်စိတ်ထောင်းတော့ကိုကြေတယ်စိတ်ထောင်းတော့ကိုကြေတယ်ဒီစိတ်ကိုတရကောင်းတို့ကဂုံတော်မေတ္တာတရိပ္ပံဝိပဒနာအဲ့ဒီအရာတွေနဲ့တန်ရှင်းဝင်ထားမယ်ဆိုလို့ရှိရင်စိတ်ကကြည်လင်တန်ရှင်းနေတဲ့အတွက်စိတ်ရှင်းတော့ရုပ်ရှင်းတယ်စိတ်ကြည်တော့ရုပ်ကြည်တယ်အဲကြောင့်မာစီဆရာတော်ကြီးကမိတ်တယ်စိတ်ကိုလည်းပြင်ရုပ်လည်းပြင် ပြင်ဆင်နိုင်ရပြင်နိုင်လာတယ်တဲ့အဓိကစိတ်ကိုပြင်ပေးရမှာဖြစ်ပါတယ်ဒီနေ့တရာကောင်းတို့ပွားများနေတာသည်စိတ်ကိုပြင်ဆင်တဲ့လုပ်တွေကိုအားထုတ်နေတာဖြစ်တယ်မိမိတို့ပွားနေတဲ့ဓမ္မနုဓမ္မပฏิပတ်အကျင့်မြတ်သည်ကိုယ်စိတ်ကိုကိုတန်ရှင်းဝင်နေတာဖြစ်ပါတယ်အဲကြောင့်ဒီစိတ်ကိုအမြဲတမ်းတန်ရှင်းဝင်နေတဲ့သူတော်စင်ရဲ့စိတ်သည်ကြည်လင်တန်ရှင်းနေတဲ့အတွက်တယောက်ထဲလဲငြိမ့်ပါတယ်အများနဲ့လဲငြိမ့်ပါတယ်အဲတော့ကမ္မထန်းတွေကတော့ကမ္မထန်း40ရှိတယ်သတိပဋ္ဌာန်4ပါးရှိတယ်ကိုအားတန်တဲ့ကမ္မထန်းကိုပွားပါ တော်ကောင်းကြီးတို့ကိုနဲ့ဘယ်ဇယိုက်ကြိုက်တယ်လဲကြိုက်တဲ့ဇယိုက်ကြိုးစားပြီးအားထုတ်မယ်ဆိုရင်အဲ့ဒီအားထုတ်တာကတနေ့ကျရင်တော့တစားတစားတစားနဲ့ကိလေသာတွေပါပြီးတော့မှလိုရာကြီးအပိတံရောက်ရှိသွားမှာဖြစ်ပါတယ်အဲ့တော့မိမိတို့အာတန်တဲ့ဘာဝနာကိုပွားပြီးတော့မှဒီညမှာအရေးကြီးတဲ့စကားလုံးနည်းနည်းလေးပြောသားချင်တာကမိမိတို့ကိုနိုင်ကတရားဘာဝနာအားထုတ်တာပဲဖြစ်ဖြစ်တရားတွေကိုပြန်လည်ပြီးတော့မှအများသူကဓမ္မယောဂီတွေကိုဖြန့်ဖြူးပေးတာပဲဖြစ်ဖြစ်အရေးကြီးတဲ့မေတ္တာကမ္မတန်စီးဖြန့်ဖို့လိုအပ်ပါတယ် ်မေတ္တာကမ္မထံစီးဖြားမယ်ဆိုလို့ရှိရင်အရာရာမှာလှုပ်တက်ကင်တဲ့နေရာမှာယောဂီတို့အနောက်ရှက်ကင်းကင်းနဲ့ကိုယ့်ရဲ့ဘာဝနာလမ်းကြောင်းကိုရှောက်လန်းနိုင်တယ်အနောက်ရှက်ကင်းကင်းနဲ့ကိုယ့်ရဲ့သာသနာ့မြေလုပ်ငန်းတွေကိုရှောက်လန်းနိုင်စေပါတယ်တို့တော်ကောင်းတို့နားထဲမှာရင်းနေတဲ့ဆရာကြီးအနာဂံဥဖိုးသက်ဆိုတာအလုံးနားထဲမှာရင်းနေပါတယ်အနာဂံဥသက်ကြီးဟာရွာတရားမှာသွားပြီးတရားပေးတော့သူကလူ့အကြောင်းနဲ့သာသနာပြုသွားခဲ့တာဖြစ်တယ်လေဒီဆရာတို့ရဲ့တပည့်အရင်ချာ အဲ့ဒီလိုနဲ့တနေ့တော့မျက်စိလဲလမ်းမပြီးတော့မှတော်တဲ့ရောက်သွားတယ်တော်တဲ့ရောက်သွားတဲ့ချိန်မှာစိတ်ထဲမှာလည်းမချီမဆန့်ပေါ့တိတ်ပြီးတော့မှတော့စနုစနောင်းလေးဖြစ်နေတယ်ဒါပေမဲ့မကြခင်မှာလိုက်ပို့ပေးမဲ့နွားလဲတရှင်းတော့ရောက်လာပါတယ်နွားလဲမောင်းသူကအမျိုးသမီးဖြစ်နေတယ်အဲ့ဒီနွားလဲလေးကိုတက်ပြီးတော့မှအဲ့ဒီနွားလဲနောက်ကိုလိုက်တော့အဲ့ဒီအမျိုးသမီးကဘယ်လမ်းကနေသွားပါအဲ့ဒီကိုရောက်ပါလိမ့်မယ်လို့ညွန်ပေးပါတယ်ရောက်လဲရောက်ပါတယ်မိုးတော့နည်းနည်းနဲ့သွားတယ်ညကျတော့ ဆရာတက်ကြီးကဘုရားရှင်ရှေ့မှာနေကတိုင်ခင်းပြီးတော့မှလယ်ဒီဆရာတော်ကြီးကိုအာယုံပြုတ်ပြီးလမ်းပင်တော်ဟောအဘိညာဉ်နဲ့ကြွလာတယ်။လယ်ဒီဆရာတော်ကြီးကဝုန်းငင်းတဲ့ဘုရားကနဲ့ရောက်လာ။အဲ့ဒီချိန်မှာလယ်ဒီဆရာတော်ကြီးကိုလျှောက်ပါတယ်ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအနဲ့ပတ်သက်ပြီးစိတ်ကလေးစနုစနောက်ဖြစ်ရတဲ့အကြောင်းကိုလျှောက်ပြတော့အဲ့ဒီချိန်မှာလယ်ဒီဆရာတော်ကြီးကဘာမိတ်လဲဆိုတော့တကာတက်ရတဲ့။နောက်နောက်သာသနာပြုလုပ်ငန်းတွေမှာစိတ်ကလေးနည်းနည်းလေးစနုစနောက်ဖြစ်တာကစမေတ္တာကမ္မထံကိုစီးပြန်းပါလို့ လေဒီဆရာတော်ကြီးကမိတ်တယ်ဗျတော်တော်ကောင်းကြီးတယ်အဲ့တော့ဒီနေ့လဲကိုဇော်မိုးတို့အုပ်စုတွေအားလုံးပေါ့လေဒီမှာရောက်ရှိနေတဲ့ဆွေတော်မျိုးတော်တွေကတတော်တရားတွေကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်အတိုင်းဝန်းနေဖြစ်တယ်တတော်တရားတွေကိုတဆင့်ပြန်လည်ပြီးတော့မှအများသူကသိရှိခွင့်ရအောင်ဖြန့်ဖြူးပေးနေတဲ့ဓမ္မမိတ်ဆွေဓမ္မညီကောင်ပေါင်းဓမ္မတွေဖြစ်သည့်အတွက်တတော်ကောင်းတို့မေတ္တာရေးကြီးတယ်မေတ္တာကမဏ္ဍကိုရိုးရိုးမရအောင်나이ဝဲတဏိုင်တိချာသူ့ကိုတရားထိုင်လို့ထိုင်ပြီးပို့ပေးမှသာနဲ့မိမိတို့မေတ္တာကရက်ကိုလလကိုနှစ်ပေါက်သွားရင် ကိုယ့်ရဲ့မေတ္တာအထုတဲ့အားကောင်းသော မှာဖြစ်ပါတယ်မေတ္တာကတော့မှန်ပါတယ်သူကတော့ပညာကိုအာရုံပြုပြီးပို့ရတာမှန်ပါတယ်ဝိပဿနာကပရမတ်ကိုရှုတာမှန်ပါတယ်ဒါပေမဲ့မေတ္တာမပါရင်မရလို့ဒါလေးဥစဉ်ကတိုက်တွန်းခြင်းဖြစ်ပါတယ်ရှင်မမောက်ကလန်ကြီးပြတကိုးရမအေးတဲ့ဗျာအခါတစ်ပတ်မှာဘိုက်ကတအားနာတယ်ဘလို့မှသီးမခံနိုင်ဘူးဒါသွေးယူသားယူမဟုတ်တော့ဘူးဆိုပြီးဝမ်းထဲကိုကြည့်လိုက်တော့မန္တမင်းရောက်နေတယ်အဲ့ဒီအချိန်မှာမိတ်ဖွဲ့ရတဲ့မန္တမင်းကြီးတင်တဲ့ကျုပ်တို့က တတညာလုံးမှာတော်ခဲ့တဲ့ဆွေတော်မျိုးတွေဖြစ်တယ်။တင်းနဲ့ကျွန်ုပ်ကတူကြီးတွေပါတဲ့။အတိတ်ကကျုပ်လည်းမနာမင်းဘွားတုန်းကသူတော်ကောင်းကြီးတွေကိုအနောက်ရှက်တွေပေးမိတဲ့အတွက်ငရဲကိုရောက်ခဲ့ပူပါလေတဲ့။မနောက်ရှက်ကောင်းမှုလို့အဲ့ဒီလိုပြောလိုက်တော့မှမနာမင်းကြီးထွက်သွားတယ်ဗျ။မိတ်ဖွဲ့တယ်လို့ခေါ်ပါတယ်။အဲအကြောင်းသူတော်ကောင်းတို့ဦးဇင်းတို့ကလည်းဦးဇင်းတို့ရဲ့ဆရာသမားတွေကဒီဓမ္မလမ်းကြောင်းကိုရှောင်းလန်းကြတဲ့ကတေချာဆုံးမတဲ့အတွက်ဦးဇင်းကလည်းဒီမှာရှိတဲ့အားလုံးသောဓမ္မညီကောင်မောင်နှမတွေကိုအဲ့ဒါလေးတိုက်တွန်းပါတယ်။ ဦးဇင်းတို့လည်းဝတ်တန်လာတဲ့ညောင်းကိုလိုက်စားလာတာနှစ်ပေါင်း30ဝင်းကျင်ရှိပြီနှစ်ပေါင်း30ဝင်းကျင်မှာဆရာသမားတွေသင်ပေးတဲ့တိုင်မှာမေတ္တာကမ္မဋ္ဌာန်းကိုအထူးတည်းလည်းဦးဇင်းတို့ထိုင်နေတယ်။ဒီနေ့ကိုမေတ္တာကမ္မဋ္ဌာန်းနှစ်နိုင်လောက်ထိုင်ပါတယ်တိချာတခါတိုင်းတနားရီထိုင်ပေးတယ်မနေ့ကိုတစ်ချိန်လောက်ညဘက်ကိုတစ်ချိန်လောက်မေတ္တာကမ္မဋ္ဌာန်းကိုတိချာမေတ္တာကမ္မဋ္ဌာန်းစီပြန်ပေးတယ်တရားစခန်းဖွင့်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ပလင်ထက်မှာထိုင်ပြီးတော့မှယောဂီတွေ900ရှိရှိ1000ရှိရှိ အဲ့ဒါတယောက်ချင်းတယောက်ချင်းမေတ္တာကမ္မထာနဲ့ကိုဦးဇင်းတို့ line line လေးနဲ့ထိုင်တာဆိုတော့အတန်း line အတန်း line အဲ့ဒီလိုမေတ္တာကမ္မထာနဲ့စီဖြံပေးပါလေအဲ့တော့ဆိုတော့မျိုးတော်လေးလည်းပဲမေတ္တာကမ္မထာအရေးကြီးပါတယ်မေတ္တာအားကောင်းလို့ရှိရင်ယောဂီတို့ကိုလှုပ်တဲ့အရာတွေမှာစိတ်တန်တန်နဲ့စိတ်အနှောက်ရှက်ကင်းကင်းနဲ့ကိုပြုတဲ့တာနာပြုလုပ်ငန်းတွေကိုလှုပ်ခွင့်တာပါတယ်တခါကြီးဒီမကြီးများနံပါတ်လို့ရှိရင်ဝိပဿနာတရားတွေကဉာဏ်လေးတွေအားကောင်းလာပြီဆိုရင်အလုပ်တွေကိစ္စတွေပေါ်လာတတ်တယ် ။ဗာမုတ်တဲ့ကိစ္စနဲ့မိဘနဲ့သားသမီးကတော့ကစားနေဖြစ်တယ်။ဆရာနဲ့တပည့်ဗာမုတ်တဲ့ကိစ္စနဲ့တခါတည်းစကလုံးတွေခတ်ထန်တန်နေဖြစ်ကုန်တယ်။အကျဉ်လင်များဆိုလည်းအဲ့ဒီမှာစကားတွေများကုန်တယ်၊စကားတွေမားကုန်တယ်။အဲသူရဲ့နောက်ွယ်မှာတော့လက်တယ်ရှိတာပေါ့။ဒါဟုစာပေရတော့ဥပမာပါပေးလဲဆိုတော့မစိတဲ့ဥထေလန်ရေးတဲ့စာအုပ်မှာရန်နာပုဂ္ဂိုလ်လူစာအုပ်မှာအိမ်ကျက်ချင်းအိုးမဲတုပ်ပြီးခွက်ခိုင်းတယ်တဲ့။အိမ်မှာမွေးထားတဲ့ကြက်ကလေးတွေ၊ကြက်မကြီး၊ကြက်ထီးတွေရာယောဂီတွေစီးလိုက်ရင်တော့သူတို့အချင်းချင်းကတော့မတ်မိနေတယ်။အိုးမဲတုပ်တော့တကောင်နဲ့တကောင်မမတ်မိတော့ဘူး။ ဲ့ဒီချိန်မှာတကောင်နဲ့တကောင်ခွက်ကြတယ်အဲ့ဒီလိုပဲတတော်နဲ့ဦးဇင်းနဲ့ရှုမှတ်တဲ့လမ်းကြောင်းမှာတော်တော်လေးတတိသမားလေးတွေအားကောင်းလာပြီဆိုရင်အလုတ်ကိစ္စတွေပိုလာလိမ့်မယ်စီပွားရေးတွေရောင်းရင်းဝယ်ရေးတွေပိုပြီးကောင်းလာလိမ့်မယ်အလုတ်အဲ့ဒါပြည့်အောင်လေအဲမိသားစုထဲမှာကတော့ကစားတွေဖြစ်လာမယ်အဲ့ဒီအချိန်မှာမေတ္တာအားကောင်းမယ်ဆိုရင်တော့အဲ့ဒါအရာရာအားလုံးကိုကြော်သွားနိုင်ပါတယ်တဲ့အခုပြောတာကကြောက်အောင်ခြောက်နေတာမဟုတ်ဘူးတတော်ကောင်းကြီးတို့ဓမ္မလမ်းကြောင်းမှာတွေးကြုံတတ်တဲ့သဘောတဘာဝကိုပြောပြပေးခြင်းဖြစ်ပါတယ် အဲကြောင့်သူတော်ကောင်းတို့မြေတကမန္တန်စီပြန်းမှာဦးဇင်းတို့မှာဗောဓိမေဆရာတို့ရဲ့လူဝဲကြောင်နဲ့ဒုတိယမတိစုခုခဲ့တယ်။တခါကြီးတို့ရန်ကုန်ရွှေမြို့တော်မာစီဟမတိရိတ်တာမှာစူးစားအားထုတ်ခဲ့လို့လူဝဲကြောင်နဲ့ရှေ့ရနဲ့ပထမမတ်ကိုဗောဓိမေဆရာတို့စုခုခဲ့တယ်။ရက်ပေါင်း40နဲ့50ကျမှဒုတိယမတ်ကိုစုခုတယ်။အဲဒီလိုစုခုပြီးတော့မှသင်္ကန်းစီးပြီးတော့မှနောက်ဆုံးတောထွက်တရားကျင့်24နံမှာနနိုင်သာအနားယူပြီး22နံအလောက်လောက်သွားတာဗောဓိမေဆရာတို့ကဒါတော့မှဗောဓိမေဆရာတို့မှာ အနောက်ရှက်တွေအများကြီးပေါ်ခဲ့ပါတယ်။ဒါပေမဲ့မေတ္တာအားကောင်းတယ်လေ။မေတ္တာအားကောင်းတဲ့ခါကျနောက်ဆုံးတော့အောင်ပန်းကိုဆင်သွားတာပဲတဲ့။အဲ့ဒါဒီနေ့လေးမှာရှိတဲ့အားလုံးသောဆွေတော်မျိုးတော်တွေဓမ္မနုဓမ္မပฏิပတ်အကျင့်မြတ်ကိုပူဇော်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဒီအကျင့်မြတ်ကိုတဆင့်ပြန်လဲဖြောင့်ဝေနေတဲ့ပုဂ္ဂိုလ်တွေဖြစ်သေးတဲ့နီးစနစ်ကတော့မိမိတို့မှာဆရာပေါင်းစုံကိုလေ့လာထားတာဖြစ်သေးတဲ့ကိုအားတန်တာလေ့လာပါကိုနှစ်သက်တာအားထုတ်ပါတစ်ဖက်မှာအရေးကြီးတာကတော့မေတ္တာကမ္မထာအရေးကြီးတာကိုဒါလေးဥစဉ်ကဇောင်းပေးပြီးပြောနေတာဖြစ်တယ်။ မေတ္တာကမ္မဋ္ဌာန်းကိုစီဖြန်းပေးဖို့တိတ်ကိုအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုတိုက်တွန်းပါတယ်နောက်ပြီးတော့မှမိမိတို့ရှုမှတ်တဲ့နေရာမှာတစ်ခါတစ်ခါရှုလို့ကောင်းတာရှိတယ်ရှုလို့မကောင်းတာတွေရှိတယ်အဲတစ်ခါတလေရှုလို့ဘလို့မှဣန္ဒြေမညီဘူးအဲ့လိုချိန်လေးတွေမှာဆိုရင်တော်ကောင်းတို့ဂုံတော်နာနာပွားပေးပါကိုအာတန်နဲ့ဂုံတော်ပေါ့အရံဂုံတော်ပွားပွားတရဏဂုံပွားပွားကိုအာတန္တကိုစိတ်แท้ကနေတတိကပ်ပြီးပွားပါအဲ့ဒီလိုဂုံတော်ပွားခြင်းအဖြစ်ဒါဗုဒ္ဓ ानु တ္တိလို့ခေါ်တယ် ။သာဂရကတော့ကမ္မထန်၄၀မှာဗုဒ္ဓနုတိတို့တားချီကျူးထားတယ်။အဲ့ဒီဗုဒ္ဓနုတိပွားလိုက်တဲ့ချိန်မှာဉာဏ်ရဲ့ချက်မြက်လာတယ်။ဝိပဿနာရှုတဲ့ချိန်မှာအများကြီးသူကအထောက်အကူပြုလာတယ်။ဘောဓိမင်းဆရာတော်ကြီးကလိုဝတ်ကြောင့်ရှေ့ရနဲ့လွယ်လင့်နေကိုတရားတွေ့တယ်ဆိုတာဗုဒ္ဓနုတိကိုဇင်းကြိုက်တောင်မှာ၃နှစ်သွားပြီးစီးဖြန်းတာ ਉ ။၃နှစ်တိုင်နဲ့ဗုဒ္ဓနုတိကိုစီးဖြန်းပြီးတော့မှဘောဓိမင်းဆရာတော်ကြီးရဲ့ဆရာသမားဖြစ်တော်မူတဲ့အဘဝိမလအဘဝိမလလို့ဆိုတာကဒုတိယမဲ့စုခုပြီးသားမြေရှိုးမိုးပြံပြီးသားအဲ့ဒီပုံကိုကြီးတွေက ဲ့ဒီလိုနဲ့အဘဝိမလကတာဝန်ပေးလို့တာဝန်ပေးတယ်ဆိုတာငါသားရေမင်းတရားမြန်မြန်တွေ့ကျင်တယ်တရားတက်ကျင်တယ်ဆိုရင်မင်းမာစီသွားမာစီဆိုတာစီကံလန်းကောင်းတယ်နီလန်းလန်းကောင်းတယ်မင်းတရားအမြန်တွေ့လိမ့်မယ်တဲ့အဲ့တော့အဘဝိမလတာဝန်ပေးလို့ဗောဓိမင်းဆရာတော်ကြီးကမာစီရိတ်တာမှာသွားအထုတ်အဲ့ဒီမှာရှေ့ရက်နဲ့ဇင်းညာကံမထမ်းမှာပထမမဲ့ရသွားတယ်မကြခင်မှာထိုင်ကံမထမ်းမနဲ့လေးနံမှာဒုတိယမဲ့ကိုဆုခူးတယ်အဲ့ဒီလိုရတယ်ဆိုတာကတော့တရားဝင်အဲ့ဒီလိုပြောလို့တော့မဟုတ်ဘူးဆရာတော်ကြီးကကိုရံရေး ထေရဝါဒီဆာမင်နာ950ပတ်ချလဲမှာစာကိုစိတ်ဝင်တစားနဲ့ဖတ်ကြည့်မယ်ဆိုရင်အဲ့ဒီအရာလေးမှာအော်ဒီညမှာဆရာတော်ပြောသွားတဲ့စကားလုံးကတရားနဲ့ပတ်သက်ပြီးတွေ့တဲ့သဘောပဲလို့ဒါကိုမှန်းဆပြီးယူလို့တော့ရတာပေါ့နော်ဆရာတော်ရဲ့ဒီလိုတွေ့တယ်ဒီလိုတွေ့တယ်တော့မပြောဘူးပေါ့ဗျာဒါပေမဲ့ဦးစင်အဲ့ညာလေးဖတ်ကြည့်တော့တတိလေးထားမိလို့ဒါသူတော်ကောင်းတို့ပွားများနေတဲ့ပုံကိုယ်တွေကိုအားရှိအောင်လို့ပြန်လဲပြောပြခြင်းဖြစ်ပါတယ်အဲကြောင့် body mind ဆရာတော်ကြီးတို့ကသူတို့ကနှစ်ဖက်လမ်းနှစ်ဖက်သွားတဲ့ပုံကိုယ်တွေ လောကီလည်းပေါက်တယ်လောကုတ္တရာလည်းပေါက်တယ်လောကီပေါက်တာကဘယ်လောက်ထိပေါက်တယ်လဲဆိုလို့ရှိရင်နည်းနည်းလေးပြောပြီးတရားသိမ့်ပါတော့မယ်တခါကြီးတခါမိုက်တို့နားထဲမှာယဉ်နေပါလေယန္တာသုံးမစိကလာသူအချောင်းကိုရေးခဲ့တာစာရေးစရာဥဆန်းလွင်ဆိုတာအလုံးနားထဲမှာယဉ်နေတယ်နော်ဥဆန်းလွင်ရမ်းမွားဥအာဒိဋ္ဌရန်တီလို့အမည်နာမတွင်ပါတယ်ဆရာတော်ဥအာဒိဋ္ဌရန်တီကပြောမယ်ဆိုရင်တော့ကမ္မထန်တွေကိုနေတကာလဲပြီးတော့မှတရားစခန်းတွေပေးတယ်ဟောတရားပေးတယ်စခန်းပေးတယ် အဲ့တော့တနေ့တော့ဘော်ဒီမန်ဆရာတို့လည်းသူကជីညိုတာဆိုတော့သွားဥချကြတော့လူပဲပစ္စည်းတွေဘေးမှာပုံထားကြတော့တဲ့ခါကျတော့လက်မကောင်းမြဘော်ဒီမန်ဆရာတို့ကြီးကကျုပ်ခိုင်းတဲ့အရာလေးလုံမယ်ဆိုရင်တော့ပစ္စည်းကိုလက်ခံပါမယ်တဲ့ဆရာတော်ခိုင်းပါဆိုတော့အရှင်ပြနနစ်တိတိတရားစကားမပေးပဲတရားမဟောပဲတရားအထုတ်ရမယ်ဟာအဲ့လိုတော့မဖြစ်ဘူးပြတပိတော့၅နှစ်တပိတော့မှဘုကင်နေပြည့်နေတယ်စကံပွဲတွေနေပေါင်းစုံကပင့်ထားတဲ့နေရာတွေလှည့်ပြီးဟောပေးရမယ်စကံနေပေးရမယ် အဲ့တော့သူမြောက်ကိုပေးထားပြီးသားရက်တွေတပြီတော့ဖျက်လို့တော့မသိမ့်တော့ပါဗျာမရဘူးဖျက်ရမယ်နနစ်အားထုတ်ရမယ်နနစ်အားထုတ်ပြီးမှအဲ့စခန်းတွေကိုလက်ခံပေးရမယ်ဆိုတော့အကြာကြီးပဲခြေထုံချထုံဖျက်ရကနေနောက်ဆုံးတော့ဘော်ဒီမေဆရာတို့အလွန်ကြီးညိုတော့လက်ခံလိုက်တယ်အဲ့ဒီလိုလက်ခံရာကနေဆရာတို့ကြီးကလည်းပစ္စည်းကိုလက်ခံပြီးနနစ်တောင်ကူမှာသွားပြီးအားထုတ်နနစ်ပြစ်မကြခင်မှာပဲယောဂီတို့ကန်ဆာဝေဒနာနဲ့ပြောင်းလဲမှုသွားရှာပါတယ်ဒါပြောချင်တာကဘော်ဒီမေဆရာတို့ကြီးတို့ရိုးရိုးပေါက်ကြီးတွေကိုဗျာ ဒီစိုက်ကြဥဆန်းလင်ဘာဖြစ်မယ်ဆိုတာတို့စိတ်ထဲမှာသိလို့ဖြစ်မှာပေါ့ဒီလိုလေးပြောထားပေးတာကဆက်ပြီးတော့မှသာလဲပြီးတရားစခန်းနေပေးနေမယ်ဆိုကိုပိုင်ချိန်တွေကထိထိမိမိမလုပ်ဖြစ်ဘူးမလုပ်ဖြစ်ဘူးဆိုလို့ရှိရင်တော့ခေါ်ရင်ပြောရင်လည်းဒီလိုပဲအချိန်ကုန်သွားမှာကိုဘောဒီမြန်ဆရာတော့မြင်ပုံရပါတယ်ဒါတော့သူတမီဖြစ်တဲ့ဒေါ်ယာယာကဥဆန်းတို့ကိုတလောကဟဲ့တင်ဗုဒ္ဓမြတ်အကြောင်းမှာပြန်ပြောပြလို့ဒီနေ့ဒီမှာရှိတဲ့အားလုံးသောသူတော်စင်တွေကိုပြန်ပြီးမှဖောက်တယ်ချပြခြင်းဖြစ်ပါတယ်အဲ့တော့ဘောဒီမြန်ဆရာတော်ကြီးတို့က ဲ့ဒီလိုလေးအကြံဉာဏ်လေးပေးလိုက်တဲ့အတွက်ဦးဆန်းလင်ဆိုတဲ့ဦးအာဒိစာကလည်းပဲတဆိုင်မမနနစ်တန်နဲ့အာထုတ်သွားတဲ့အတွက်သူရဲ့ဝိပဿနာဉာဏ်လောကုတ္တရာဉာဏ်ကတော့ဘလို့ရှိတယ်ဦးစနုဒါမသိဘူးပေါ့နော်ဒါပေမဲ့နနစ်တိတိအာထုတ်သွားတာကိုပဲအလွန်ဝမ်းသာစရာကောင်းပါတယ်လို့ဒီနေ့ဒီမှာရှိတဲ့ဆွေတော်မျိုးတို့တွေလည်းပဲကိုယ်တွယ်လဲဘာဝနာကိုထိတိမိမိအာထုတ်ရင်တစ်ဖက်တစ်လမ်းကနေလည်းမိမိတို့ဆောင်ရွက်နေတဲ့တာနာပြုလုပ်ငန်းတွေကိုစတဲ့မကတိုးရိပ်တိုးရိပ်ဆောင်ရွက်နိုင်ပါစေအရေးကြီးတဲ့မေတ္တာကမ္မနာကိုလည်းစီးဖြန်းပြီးတော့မှ မိမိတို့တာဏမီလုံငန်းကိုဒီတမကတိုးပြီးတော့မှဆောင်ရွက်နိုင်ပါစေလို့ပြောတဲ့ဥစဉ်ဝမ်းမြောက်ပွဲစကားဒီတင်မဲ့ဏိကုံးချုပ်ပါတယ်သူတော်ကောင်းပေါင်းတို့သာဒုသာဒုသာအမြပေးမယ်နော်ကိုစမိုးရေစက်ခွက်လေးပေးဆွဲလို့ရပါတယ်ပြီးမှရေလောင်းချမယ်နော်လိုက်ဆိုပါဗျာအားလုံးလိုက်ဆိုပဲနော်အရှင်ဖေယားတပည့်တော်များသည် အနန္တအနန္တငါးပါးတို့ကိုဥထိတ်ထားလျက်အန္တရေကင်းပရိတ်တရားတော်မြတ်နာယူပန်ဆင်ခြင်းကောင်းမှုမင်္ဂလာကိုအကြောင်းပြု၍တန်ကိကဒါနမောမြလှစွာသောစွမ်းခဲပွဲဘောဇင်ချိုချင်ရတာတို့နဲ့တကွချင်ရတာ လူတန်းဖွယ်ရာအဖျားဖျားတို့ကိုနိဗ္ဗာန်ကြီးမှန်း၍လူတန်းကြပါကုန်၏ယနေ့ယခုပြုပြုသမျှသောဒါနတိလဘာဝနာကုသိုလ်ကောင်းမှုအဆုစုတို့၏အဖို့ပါကားတို့ကို လက်ရှိဖြစ်သော မိခင်ဖခင်ကွယ်လွန်ပြီးသောမိခင်ဖခင်ဆရာသခင်ယေရှုရှင်ပေါင်းတော်၎င်းကိုဆောင်နှံ့အိမ်ဆောင်နှံ့ဝိုင်းဆောင်နှံ့ရက်ွယ်ဆောင်နှံ့မြို့ရွာဆောင်နှံ့သာသနာတော်ဆောင်နှံ့ကဘာဆောင်နှံ့များနဲ့တကွာ ရှိရှိသည်မြတ်အလုံးစုံသောတတဝအပေါင်းတို့အား၎င်းအထက်ဘဝအအဝေစီတို့၌ရှိကြကုန်သောဝိနေယဒုက္ခိတဒုက္ခိတတတဝအနန္တတို့အား၎င်းနတ်တို့တနင်းတရားမင်းနဲ့နတ်အချွေရံပေါင်းတို့အား၎င်း သာသနာတော်မြတ်ကြီးကိုဆောင်းလျှောက်ကြပေကုန်သောနတ်မင်းကြီး၄ပါးနှင့်နတ်အချွေရန်ပေါင်းတို့အား၎င်းငရဲတနှင့်ယမမင်းနှင့် အချွေရန်ပေါင်းတို့အား၎င်းမိဆိုင်ဖဆိုင်နာပေါင်းတို့အား၎င်းတိုက်နှန်းရှင် ပုပ်ကိုအသီးသီးတို့အား၎င်း ဘုံမိယပုဂ္ဂိုလ်အသီးသီးတို့အား၎င်းဝိဇ္ဇာအသီးသီးတို့အား၎င်းအယက်ဆယ်မျက်နာအသီးသီးတို့၌ရှိကြကုန်သောမြင်အပ်မမြင်အပ်ဝေနယပုဂ္ဂိုလ်ပေါင်းတို့အား၎င်းတပည့်တော်တို့ဤလုပ်ငန်းကိုင်ငန်းနှင့် ပတ္တသမြသော နေရာဌာနနေရာဌာန အတီးတီးတို့၌ရှိကြကုန်သောမြင်အပ်မမြင်အပ်ဝိနည်းပုဂ္ဂိုလ်ပေါင်းတို့အား၎င်းတဘာဝငလင်တန်ကြောင့်ဝယ်လွန်သွားကြသည်ယဟန်ပုဂ္ဂိုလ်သီလရှင်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်အတီးတီးတို့အား၎င်းပါစေမပါစေမရေဆက်တွန်းချရေဆက်တွန်းချ အမြပေးဝေပါကုန်၏အမြပေးဝေပါကုန်၏အမြရကြ၍အမြရကြ၍ကိုစိတ်နှဖျားကိုစိတ်နှဖျားဈာမဈာမချမ်းသာကြသည်ဖြစ်ကြပါစေကုန်တည်းကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်သောသာသာသာ ဘုဒ္ဓအမြင်ကအမြင်ကသာဓုသာဓုသာဓုဘုဒ္ဓအမြင်အမြင်အမြင်ယူတော်မူကြပါကုန်လော